်ပါဘူး။ဟုတ်ကဲ့ဒါဝမ်းမတကယ်လို့သူတို့ champion ကဘာတခုရအောင်မယ်ဆိုရင်သူတို့ရဲ့ပုံရိပ်တွေပုံမြင့်သွားမယ်။ပို့ပြီးတော့ကြော်ကြအောင်ပေါ့။သူတို့တကယ်အဲ့ဒီဝမ်းမသူတို့နှစ်ယောက်ကိုတကယ် champion ကဘာနဲ့မြင်စေချင်တယ်ပြီးတော့မြန်မာလက်ဝိကမာတွေအားလုံးလည်းဒီဝမ်းမပေါ့။အောင်မြင်တဲ့ကစားသမားဖြစ်ခြင်း champion ဖြစ်နေမြင်ရင်တော့ဒီမနာကတော့ချက်တော့အကန့်အကောင်းနဲ့ဒီပြီးတော့ကစားသမားတယောက်အကွာဝီချိန်ကစားတတ်။အဲပြောလို့ရရင်ကျွန်တော်ငွေတွေကအာကြရကစားသမားပေါ့။အကိုကြောက်ပဲကျွန်တော်တို့ဒီလက်ဝဲထုတ်ဖြစ်တယ်။ 南州仲有蜜桃食啦。那个老弟，我昨天到桃梅南，桃梅南，你们上个月，桃梅南，你们你接着问。 တော့တပည့်နောက်လေးရတယ်နှစ်ယောက်ပွဲပါတော့ဟိုသူတို့တို့ကပွဲကဟို25ရက်ဆိုတော့အခုသူတို့အစင်းနေဖြစ်နေပြီအကောင်းဆုံးသူတို့လောက်ပေးနေပြီးတော့ကျွန်တော်လည်းဒီကြားထဲမှာငလင်ပေးတွေပါရှုပ်နေတာအခုသူတို့တေးကြလေ့ကျင့်ပေးနေနာမည်ကြီးကတော့ဒီအဓိကထွန်မင်းနိုင်နဲ့ထိုင်နေပါပြီးတော့ရာမန်နဲ့ထိုင်နေပါဘာလို့မှထွန်မင်းအောင်ပါလဲထွန်မင်းအောင်ကဒီပွဲရှိသွားတော့ဒီကနိုင်ငံခြားပွဲနှစ်ပွဲပါကျန်တော့ဒီမြန်မာအသွေးဆိုင်ပြီးရင်အသွေးဆိုင် လေးလာအရင်လာတယ်ကဘောင်းဆိုတော့ပြန်ပဲပြန်ပေါ်လေးတော့ကြည့်တာဆွေးတော့ဒါရက်တော့ဘူးကအဲဆောင်းဘူးတဲ့ထိုင်းသူကထိုင်းတော့ဆောင်းဘူးတဲ့မြန်မာမှာပြောလို့ရှိရင်ရဲတွင်းနေတယ်ဆိုဆောင်ခဲ့ဘူးတော့ပြန်ပဲသူရဲတွင်းနေကိုတည်ရကြခဲ့ဘူးအခုသူနဲ့ကိုမပြန်ရဘူးပြန်ပဲတော့တကယ်ကောင်းတယ်ဟိုမှာလည်းသူလက်ရှိထိုးနေတဲ့ကစားသမားပေါ့အဲဒီတော့သူနဲ့၄ချင်းပြီးတော့အများကြီးနေနေတော့ပြီးတော့ တမတ်သူလည်းကောင်းပါလားသူရဲ့တွင်းနီတို့ကိုရဲ့တွင်းနီတို့ဘာလို့တော့ထိုးလို့မကြပါဘူး you know အာသူလည်းသူကလည်းသူကောင်းပါလားသူအနေထားထိုးနေတူတယ်အဲ့တော့အဓိကခြေတော့ပေါ့ဒီဒုမနာကတော့ခြေတော့အကန်အကောင်နဲ့ဒီတော့ပြီးတော့ကစားသမားတယောက်အကွာဝေးချိန်ကစားတက်သူကတော့တခြားကစားသမားတွေတော့သူအများကြီးသူပြားစရာမလိုဘူးအတန်းငယ်လေးတည်းထိုးတော့ဆိုတော့လဝဲကိုပြီးတော့ဒီလိုပြိုင်မဲ့သူဘယ်လိုကစားမလဲဆိုတော့ဒါ ဒါကျွန်တော်တို့ပြပေးတာပဲသူကလည်းသူလည်းဆုံးဖြတ်တတ်တာကျွန်တော်ကဘီနာမှာရှိတဲ့ဆိုတော့အစားစားလူကလူတဲ့ပြရတဲ့ဘလုံးလေ့ကျင့်ပြီးတော့ကျွန်တော်ကပို့ရှိတယ်ပုံတော့လည်းကိုကိုလေ့ကျင့်ရတာပို့ပြီးအားရတယ်ကျွန်တော်ညီကိုဒီနဲ့ညီဖုံမြောင်းတို့ကတော့လည်းသူလေ့ကျင့်ရတယ်လေ့ကျင့်ရတာလည်း၄နှစ်လောက်ဆို ဝမ်းမကတော့တကယ်ကိုသွားခြင်းနဲ့အိမ်မက်တော့ရှိတော့ပေါ့ဒါပေမဲ့ဒီကိုကြီးတွေကိုအဓိကပို့ပြီးတော့ဟိုနေစပိုးလောက်ပြီးတော့ပေါ့ဒါဆိုကိုဝမ်းမကြတော့ဒီကျွန်တော် weight weight ပြေတနာအဓိကပြေတနာဒါကျွန်တော်တို့ဆိုလို့ရှိရင်ဝမ်းရတာကန်လန်းနဲ့အနေသာရှိတော့ပေါ့ကျွန်တော်တို့ဆိုရင်ဝမ်းကကန်လန်းနဲ့ချုပ်ပွေတွေကန်လန်းနဲ့ဟိုလာရှိရတာမကျွန်တော်တို့ကျွန်တော်အခုဟိုဖိမဖြစ်တော့ဝမ်းမသွားရတာပေါ့ဒါမှအခုကြီးတွေကိုအရင်ပို့ပြီးတော့

ပုံရိပ်တွေပုံမြင့်သွားမယ်။ပို့ပြီးတော့ကြော်ကြအောင်။တို့တကယ်အဲ့ဒီဝမ်းမှာတို့နှစ်ယောက်ကိုတကယ်ချန်ပီယံကပန်းနဲ့မြင်စေချင်တယ်။ပြီးတော့ကျွန်တော်မြန်မာလက်ဝိဓမ္မတွေအားလုံးလည်းအဲ့ဒီဝမ်းမှာပေါ့။အောင်မြင်တဲ့ကစားသမားဖြစ်ချင်တယ်။ချန်ပီယံဖြစ်နေမြင်ရင်တော့အခုဆိုရင်ဒါဆိုလင်းတို့ဒါတို့တန်းစင်လို့ပေါ့။ဒါတို့ဆိုရင်ဒါလူဝမ်းမှာကောင်းနေမယ်ရနေတယ်ပေါ့။အဲ့လိုတို့ရဲ့ကိုကြီးတွေလည်းအဲ့လိုတို့ဒီနေ့ဝမ်းမှာအဲ့လိုမြင်နေချင်တော့ ျွန်တော်ကဝမ်မကျွန်တော်ဒီမနေ့မှဆိုမြန်မာနိုင်ငံမှာဗဇာရမမဆိုကျွန်တော်အားလုံးပဲဝမ်မခုနပွဲကျွန်တော်ထိုးတာပဲရှုံးပွဲအောင်ပွဲနဲ့ကျွန်တော်နိုင်ပွဲ၄ပွဲရှိတယ်သူကသူကနောက်ခုလုံးပေါ့မြွေထိုင်းဆိုလဲတာမြပွဲလေးအများကြီးထိုးဘူးလေသူကဒီမြန်မာနိုင်ငံမှာဆိုတာအသွေးကြုံမြင့်ကစားနမတရားပေါ့ကျွန်တော်ကသူ့လိုပဲထုံးမင်းအောင်ကြတော့သူပွဲလေးအများကြီးလိုအပ်တယ်ပေါ့သူကအသွေးကြုံတာအနေသေးတယ်အသက်ရွယ်လည်းငယ်သေးတော့အဲ့တော့ကျွန်တော်ကသူ့လိုဖြစ်စေရင်ပေါ့အဲ့တော့ပြင်းပွဲမှာရရတဲ့ချိန်လည်းကျွန်တော်ထိုးတော့ပေါ့ဥပဝမ်းမှာ တော်တော်ဘာပြင်းတဲ့ပွဲကလည်းဒီမှာဝမ်းအားသူကပွဲပေးလိုက်တော့ဒီသူကရဲတော်မသိသေးဘူးဝမ်းဘေလာဘေလာပွဲပေးမယ်သူကကစားသမားတယောက်ကိုကြူပြောတာပေါ့ကြူပြောဒီချိန်မှာကိုကပြင်ဆင်လာမှာပေါ့ထုံမရောက်ပွဲလဲနောက်လာတယ်ဆိုသူကတိုင်းမှာသူဝမ်းမှာသွားထိုးလို့ရှိတော့ပေါ့ဒါပေမဲ့သူကရဲပြိုင်ဘက်တော့အတိအကျမသိဘူးသူကကိုကသူထက်အမြင်နဲ့တားစေခြင်းတော့ပေါ့သူထက်တားစေခြင်းတော့ကျွန်တော်တို့နေရာတနေရာရောက်စေခြင်းကိုစုံလုံးဦးတို့ကိုတန်းစင်တန်းစင်လို့နိုင်အဲ့လိုမျိုးစူးစမ်းခြင်းစိုက်အမြင်နဲ့ခွန်အားပေးတယ် ကျွန်တော်အနာယူခဲ့ရင်တော့မှနောက်ဆိုလို့ရှိရင်ဒီလက်ဝဲကိုကျွန်တော်ဟိုကိုမလုံးနိုင်တော့ကိုကျွန်တော်ညီလေးရှိမှကျွန်တော်တပည့်လေးလေးရှိမှပေါ့အဲ့ဒီတော့လက်ဝဲကိုအမြဲတမ်းတတော်နည်းအားနေပေါ့အမြဲတမ်းကူညီတော့ပေါ့ဟိုလို့အဲ့လို့ရှိရင်အခုဆိုရင်ကျွန်တော်တို့ပွဲလေးဆိုလဲလာ၈လပိုင်းတော့ပွဲရှိရပေါ့ဟိုပွဲတွေကတော့ပြီးတယ်ဒါပေမဲ့ကိုမတူနိုင်တဲ့အချက်တွေရှိတယ်ပေါ့ကိုရဲ့ဒီကျမ်းမာရေးအကြောင်းတွေကြောင့်အဲပြောလို့ဆိုရင်ကျွန်တော်ငယ်တည်းကအာချာရကစားလာမှာပေါ့အကူကြောင့်ပဲကျွန်တော်တို့ဒီလက်ဝဲထိုးဖြစ်တယ်။နောက်ဆုံးကျွန်တော်တို့မထိုးဖြစ်တာပေါ့